မင်္ဂလာပါပရိသတ်ကြီးရေကျော်တို့မြမရိုးရမှာရှေးလူတွေပြောခဲ့တဲ့စကားတော်ရှိပါတယ်ညအခါမောင်တဲ့နေရာမှာဘယ်တော့မှလက်မမပါစေနဲ့ ်လမ်းမရင်ဘဝတစ်ခုလုံးမာတွာတတ်တယ်တဲ့သူတစ်ဖြစ်ကလေးတွေကိုစုံစုံမရမှာဟိုကြောက်เสียကောင်းတဲ့စကားတစ်ခေါ်ရှိပါသေးတယ်အဲ့ဒါကတော့လူကြီးစကားနားမထောင်တဲ့လိန်ညာပြောတတ်တဲ့ကလေးတွေစီကိုကိုခန္ဓာမဲ့ခေါင်းကလာခေါ်တတ်တယ်ဆိုတာပါပဲဒီနေ့ကျွန်တော်ပြောပြမယ့်ဖြစ်ဖြစ်ကတော့ကျွန်တော်တို့မောင်နှမနေရလမ်းလဲမားခဲ့တယ်လူကြီးစကားနဲ့နားမထောင်မင်းနဲ့စင်မချင်းစူဇန်ခဲ့ကြပါအဲ့ဒီမာရီရဲ့ရလက်ဖြစ်ကတော့ခေါင်းဆိုတဲ့အရာနဲ့တကယ်တမ်းထိတ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်ကျွန်တော် ောတဆောင်လုံးမိမိရတဲ့ပူချာစမ်းကြဲတဲ့ကြောင်းမဲ့ဖွဲ့ရပြည့်ကျုံပါပဲဒီဇန်လန်ကိုနားဆင်ပြီးရင်တော့ပိတ်သက်ကြီးလည်းမောင်းထဲမှာလမ်းမမဖို့မစင်ချင်းစူးစမ်းလူစိတ်ကိုလိတ်ချုပ်ဖို့အတွက်တင်ငန်းစာရလိမ့်မယ်လို့ကျွန်တော်ယုံကြည်မိပါတယ်ဒါဆိုရင်တော့ကျွန်တော်ဇန်လန်လေးကိုစလိုက်ရအောင်ခင်ဗျာဇန်လန်လေးကိုမစခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးဖို့ကျွန်တော်မြင့်တရရက်ခံအပ်ပါတယ် ကျောင်းနာမည်ကတော့ထူးဆိုပါခုဆိုရင်တော့ရန်ကုန်မြို့ပေါ်မှာကုန်းတဲ့အလုံးနဲ့ဘဝကိုဖျက်ဆီးနေရတဲ့သူပေါ့ဒီနေ့ကျွန်တော်ပြောပြမယ့်ဖြစ်ပျက်ကတော့လောကဲ့နှစ်ပေါင်းများစွာကျောရုံမောင်နှမနေရောင်ဂျေလက်တော်ရမှာခလေးဘဝကိုဖျက်ဆီးခဲစေရကြုံတွေ့ခဲ့ရတဲ့ထူချာစမ်းကြဲတဲ့အကြောင်းမဲ့ဖွယ်ရတွေ့ကြုံခုပါပဲအဲ့ဒီဖြစ်ပျက်ကကျောရုံရဲ့ဘဝမှာကြီးမားတဲ့တည်ရောက်မှုမျိုးပေးခဲ့ပါတယ်အဲ့မဲ့ဆိုလိုလိုဒဏ္ဍာရီပုံပြတဲ့ပုဒ်လူဖြစ်နေပေမဲ့လည်းကျောရုံတကယ်ကြုံတွေ့ခဲ့ရတာပါအဲ့ဒီတော့ကကျောရုံအသက်က၁၂နှစ်ကျောရုံညီမလေးညရာတော့ခဏနေလေ ောက်ပဲရှိပါသေးတယ်ဗျကျွန်တော်တို့မိသားစုကရိုးသားတဲ့တောင်တူလက်သမားတွေပါရွာထဲမှာနေရတာတဲ့လယ်ကွင်းထဲကစခန်းနီးနီးမှာချိန်ပုံကုန်ကြပါတယ်ကျွန်တော်နဲ့မြ ्याय ာဟာလည်းအဲ့လိုပါပဲလယ်ကွင်းထဲမှာကစားရင်ပေါင်းရင်နောင်ဖွဲ့ရင်နဲ့ကြီးပြင်းလာခဲ့ကြပါတယ်ဒီနေ့မှာတော့နေပူချိန်အာနေစပြုတ်လာတဲ့ညနေခင်းမှာမြ ्याय ာဟာကျွန်တော်တူတူပုံနဲ့ကစားဖို့ပူစားပါတယ်ကိုတူးဆောင်ကိုတူးဆောင်တူတူပုံနဲ့ကစားရအောင်နော်ညရအောင်ရှာပေးရမှာနော်အေးပါကွာမြ ्याय ာရဲ့ကစားရင်လည်းတိတ်မွေးနေရာမှာပုံတော့ဖိနဲ့အမေကိုပြန်လာတော့မယ်ဟုတ်ကဲ့ပါ ါဒါဆိုမျက်ရည်စပုံးမယ်နော်ကုထူးစော်ဆရာနေစိုင်းရော့ဂျော်လင်တက်သားစခန်းနိုင်ကိုမီးပြီးမျက်လုံးမိတ်ဆရာနေနောက်ပြန်ရေးတွေ့လိုက်ပါဂျော်ရိုးကစားတဲ့နေရာကတော့စခန်းနဲ့နီးနီးလေးဘုန်းဆရာကလည်းတစ်ပင်အတုပ်ခောက်တွေဘာယုဒေါ်နာလေးမှာပဲရှိတာဗျတစဲကိုရှေခေါ်ချောင်းငါလေးတုံးနေတဲ့ကျွန်တော်ကရေတွက်လို့ပြရနိုင်ကျွန်တော်ရဲ့မျက်လုံးကိုဖွဲ့ပြီးတော့ စကန်နာပက်လေကိုစကြည့်လိုက်ပါရဲ့ပြီးတော့ဝါရော်တော့ဖဲကိုတွားကြည့်လိုက်တော့တယ်ဟောဟိုမှာဝါရော်တော့နောက်ကတခုလုံးနေအောင်ငါမြင်လိုက်ရအောင်နော်ကြာခင်ပါပဲညရအောင်တွေးလိုက်ရပါတယ်ညရဟာကျွန်တော်မြင်တာ ਨੇ ဝါရော်တော့ပတ်ပြီးတော့စကန်ရှေ့ဘက်ကိုပြေးတော့တာပါပဲကျွန်တော်ကလည်းနောက်ကနေလိုက်ပြီးတော့သူ့ရဲ့ပခုံးလက်နဲ့လမ်းထိလိုက်ပါတယ်မိ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 ညီမလေးနင်းရှုံးပြီနော်ညရဟာချစ်ချင်းဆိုသလိုပဲတောက်တင်းသွားပြီးတော့မျက်လုံးအဝိုင်းသားနဲ့ကျွန်တော်ဖဲကိုလက်ကြည့်ပါတယ်ညရရဲ့မျက်လုံးထဲမှာတော့ကြောက်ရွံ့မှုတွေ ပြီပါပဲဟဲ့ဘာဖြစ်တာလဲမြတ်ရဒီလိုချလိုက်တာကိုကြောက်သွားရလားကို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 တူးတော့ဟိုဟိုဟိုမလေးမြတ်ရ तू ပြေးလာတဲ့လေချားခင်းဖဲ့ကိုလက်ညှိုးထိုးပြပါ အဖေနဲ့အမေထုံးနေတဲ့လေကြောင်းကဘာမှမသိတဲ့အရာကြီးကိုထိုင်နေတာကိုညယာနေလိုက်တယ်အဲ့ဟာကြီးကညယာကိုကြည့်နေတာတော့လေညယာညောပြတဲ့ဖက်ကိုလိုက်ကြည့်ပါလေဘာမှမရှိပါဘူးလက်ငွေမြေဟာရှင်းနေတာပါမင်းဝင်ချိန်ကိုလေထော်တဲ့သူတွေနဲ့အရေးတွေပဲရှိနေမှာဘာမှမရှိပါဘူးညယာရဲ့မျက်စိတမိတ်မာရင်းမြောင်လာဖြစ်မှာပါလာစခန်းပေါ်တော့ထိုင်ရအောင်ညယာခြေနဲ့တုတ်ဆန်ဆိုင်နဲ့စခန်းပေါ်မှာထိုင်ချပြီးတော့ဖေတို့မေယိုရှိရလက်ငွေဘက်ကိုငေးကြည့်နေပါ ထပ်ပြီးတော့စကားတစ်ခေါ်မှမဆိုပြန်တော့ပါဘူး။ညနေဆောင်နေဝင်သွားချိန်မှာတော့ဖေနဲ့မေလည်းလည်းပြန်ရောက်လာကြပါတယ်။ညစာ ထမင်းဝမ်းရညရသူမြင်ခဲ့တဲ့အကြောင်းအရာတစ်ခေါ်မှကြံပြန်ပြောပြပါ ပေးရပေးရမြရရင်တကယ်မြင်လိုက်ရတာပါဖေတို့လဲတော်တဲ့နေရနာကလေလဲရားခဲပေါ်မှာခေါမျက်မြောင်တွေကုကုထိုင်နေတာအဖေရဖေတို့ရောမမြင်ဘူးလားဟဲ့မေဟာမြရရင်မျက်နှာကိုစိုက်ကြည့်ရင်းနဲ့စားနေရဆုံးချလိုက်ပါတယ်ကျောကိုလည်းလဲကြည့်တော့ကျောကခေါက်ခါပြလိုက်ပါတယ်အမလေးသမီးရဲ့ညနေစာမလေးအောင်ကြောင့်မျက်စိအ ြင်မာတာပါဘလို့လုတ်ပြီးတော့အဲ့ဒီအရာမျိုးကလေခွေထဲမှာလာထိုင်နေရမှာလေတကယ်မြင်လိုက်ရပါမေရဲ့ညရလုံးဝမနေပါဘူးအဲ့ဒီအရာကြီးကညရအောင်ပဲဆက်ကြည့်နေတာညရဲ့မျက်လုံးတွေဟာကြောက်ရွံ့စိတ်နဲ့ရေးရဲတောက်နေသူတကယ်ကြောက်နေမှန်းမလိမ့်မှန်းကျော်တို့တင်းလိုက်ရပါဒီမဲဝိုင်းတစ်ခုလုံးတစ်ခဏတာတိတ်ဆိတ်သွားပါပြီးတော့မှဖေကတက်ပြင်းချပြီးတော့ရှေးလူကြီးရဲ့ပုံမြင်ဟောတဲ့ပုံစပြောပြပါ အေးကလေးတွေကလူကြီးစကားကိုနားမထောင်တဲ့အခါမှာအိတ်ချိတ်ကြအိတ်ပဲနဲ့သိုးသွမ်းတဲ့အခါမှာဒါမှမဟုတ်လိန်ညာပြောတတ်တဲ့အခါမှာခေါင်းဆိုတဲ့သူကသူတို့စီကိုလာတတ်တယ်လို့ဖိုးဖားတွေကပြောခဲ့ကြတာပေါ့ကွာခေါင်းဘလို့ခေါင်းလဲဖေဩခေါင်းဆိုတာကတော့ကိုယ်ခန္ဓာမရှိဘူးလေခေါင်းတစ်ခုတည်းပဲအဲဒီသိုးတဲ့ကလေးတွေလိန်ညာတတ်တဲ့ကလေးတွေကပဲသူတို့မြင်ရတာညရမြင်ရလားခေါင်းမြင်ခဲ့ရတာညရမျက်နာနေရတော့ဖြူဆုပ်သွားပြီးတော့လက်ထက်သမင်းပကံအောင်လောချမတက်ဖြစ်သွားပါတယ်တို့ရောကျစ်လက် data တွေမှာဒီ ီခေါင်းဆိုတာအိတ်ထောင်းလို့လည်းခေါ်ကြပါတယ်နာမည်မျိုးမျိုးခေါ်ကြပေမဲ့လည်းအဓိကကတော့ကလေးတွေကိုစုံမဖို့ညဘက်ကြောင်းလို့အိမ်မက်ဆိုးရမမဲ့အောင်စောစောအိတ်အောင်လူကြီးတွေကတုံးနေပုံမြင်တဖို့ပါပဲလေဒါပေမဲ့ညရကတော့တကယ်ကိုကြောက်သွားခဲ့ပါတယ်ခမင်းစားပြီးတဲ့ချိန်မှာဘေးနဲ့မယားလယ်ထဲမှာကြံ့နေသေးတဲ့အလုပ်တွေကိုဆက်လုပ်ဖို့ပြင်ဆင်ကြပါတယ်ကြောကြောက်နေရညရစခန်းသားတက်ပြအောင်မှာချိတ်ထားတဲ့ပကက်ထဲမှာထည့်ပြီးတော့တိုက်ဖို့စီစဉ်ရပါတယ်ညရအဲ့ရအောင်ပါ ကျင်ဝန်ကိုပြုတော့ဖေရုံမေကိုပြန်လာတဲ့အချိန်စောင့်ချက်သေးတယ်။ရရရဲ့လူစည်းစကားနားမတော်တဲ့ကလေးစီကိုခေါင်းကလာတတ်တယ်လို့အဖေပြောတာမကြားဘူးလား။တော်တော်အိမ်မှာအဲ့ဒီခေါင်းကမလာပါနော်။ကျွန်တော်ရဲ့စကားကြောင့်မြားရရဲ့မျက်ရည်တွေဝဲပြီးတော့ချက်ချင်းသဘောတူလိုက်ပါတယ်။ကျော်ကလည်းပခက်ကိုညင်သားစွာလွဲပေးနေရင်ဘေးမှာအိပ်ပျော်သွားပါတယ်ကျွန်တော်အိပ်လိုက်တာဘလောက်တော့ကြာသွားမှန်းလည်းမသိပါဘူးကျွန်တော်များရလာနုံးပါတယ်ကုလူဆုံး ဘုသူတို့ထားပါဦးညရတေးပေါက်ချင်ကိုကျွန်တော်ကလည်းပြင်းရင်ပြင်းရွှဲနဲ့ထားလိုက်ပြီးတော့သူ့ကိုခေါင်းပုတ်ပြီးနဲ့နောက်ချင်ပေးမယ်လေညရရဲ့မျက်နှာငိုတော့မလို့ဖြစ်နေရကြောင်းမနောက်တော့ပဲနဲ့ခန်းရဲ့နောက်ဘက်ဝါယိုဒေါနာစခေါ်သွားပေးလိုက်ပါတယ်ကဲညရဒီမှာငါရမ်းစောက်နေမှာနော်ကိုယ်တိုင်ဝါယိုဒေါနာကိုဝေးပြီးတော့မြန်မြန်တေးပေါက်လိုက်တော့ပြီးတာနဲ့ငါ့ကိုခေါ်လိုက် ညရာခေါင်းညိတ်ပါတယ်ကျော်ကလည်းပြန်လှည့်ပြီးတော့စောင့်နေပါတယ်ခဏကြာတဲ့ချိန်မှာဒီပေါက်တဲ့အတန်ကတက်တက်လေးကြာလိုက်ရပါတယ်ပြီးတော့ရုတ်တရက်အာကျတော်ချစ်ချင်းလက်ကြည့်လိုက်တော့ညရာကျတော်ရဲ့လက်မောင်လာဆွဲပြီးတော့တုံတုံရင်ရင်နဲ့ငိုနေပါတယ်ဘာဖြစ်တာလဲညရာဒီပေါက်လို့ပြီးပြီလားကော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 ညရာရဲ့လက်မောင်လာဆွဲတယ်ညရာကိုနောင်လာလုတ်တယ်ညရာရဲ့ညာဘက်ပခုံးကြီး ချဲ့ရအစင်းကြောင့်ဒီကိုကျွန်တော်တွေးလိုက်ရပါတယ်ဒါပေမဲ့ကျွန်တော်ကဒါဝါကိုင်းနဲ့မတော်တဆချစ်မိတာလို့ဖြစ်ရမယ်လို့ထင်လိုက်ပါတယ်သူ့ပေမဲ့လည်းဝါရုံတော့ဖဲကိုတေးချကြည့်လိုက်တော့ခုခုကလှုပ်ရှားသွားတယ်လို့ကျွန်တော်ခံစားလိုက်ရပါတယ်ညအမောင်ရိတ်ထဲမှာတေးတေးချာချာမမြင်ရပေမဲ့လည်းဒီလိုတစ်ခုရှိနေတယ်ဆိုတဲ့စိတ်ခံစားမှုကတော့ထင်ရှားနေပါတယ်ကျွန်တော်တို့ဝါရုံတော့ထဲကိုဖြည်းဖြည်းချင်းဝင်ကြည့်လိုက်ပါတယ်ဒီနေ့ပေါ်မှာတက်ကိုင်းကျိုးကြီးရှိနေပါတယ်ညရာစခန်းစီကိုပြန်လဲဖို့တောင်းဆိုနေပေမဲ့လည်းဂျောရင်ထဲကစူးစမ်းလို့စိတ်နဲ့ကြောက်ရွံ့စိတ်တွေရ ရောထွေးနေတာကြောင့်သဘောမတူဘဲနဲ့ဆက်သွားလိုက်ပါတယ်။ဒီလမ်းကြောင်းတိုင်းလျှောက်သွားရင်းနဲ့ဒေတာခံတွေစိုက်ထားတဲ့ဝမ်းကုန်ငင်းချံတစ်ခုစီကိုကျွန်တော်တို့ရောက်သွားခဲ့ပါတယ်။ဟင်ဒီနေရာဘယ်ရောက်လာလဲ။ဒီလောက်ဝီမရောက်တတ်ပါဘူး။ကျွန်တော်ပက်ပက်လေကြီးလိုက်တဲ့ချိန်မှာရှေ့ရှက်သွားဖို့လမ်းအမတွေ့ပါဘူး။ဒါပေမဲ့နေကြီးဘွားတက်ကိုင်းကျိုးလေးတွေကတနေရာကိုဦးတည်နေအောင်ကျွန်တော်ခံစားရလိုက်ရတာကြောင့်ဆက်ပြီးတော့လျှောက်သွားလိုက်ပါတယ်။ဒါပေမဲ့ခဏကြာတဲ့ချိန်မှာလမ်းမသွားမှအတိထားမိလိုက်ပါတယ်။ချိန်မှာငပြောပင်နဲ့ရှိတော့တာပေါ့။ကုကု ကိုထူးဆုံးပြန်ပြန်လဲရအောင်နော်ညရကြောက်နေပြီရောလေပြန်လဲချင်ပြီမဲ့လေဘဲကနေတန်းရမယ်မသိတော့ပါဘူးခြေလမ်းတွေကလည်းလေးလံနေပါပြီညရရဲ့လက်ကိုဆုပ်ကပ်ပြီးတော့ပုံညက်တဲ့ဖက်ကိုဆက်သွားလိုက်တော့ပို့ပြီးတော့မောင်းလာပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တရစ်ပေကြီးတစ်ဖက်အောင်မှရက်လိုက်ကြရပါတယ်ဟဲ့တရစ်ပေဘာလို့လဲဝင်တော့မှာအဲ့လိုတရစ်ပေမရှိပါဘူးကျွန်တော်ပပတ်လေကြီးလိုက်တဲ့အချိန်မှာအားလုံးကငက်ပြောပင်နေကြီးပါပဲကျွန်တော်ရဲ့စိတ်ထဲမှာတော့ရှုပ်ထွေးသွားပါပြီလက်သွားပါဒီလောက်တော့လက်ပြောက်သွားပြီလားပေါ့ပြန်လန်းအောင်လေမမက်မိတော့ပါကျွန်တော် ဲ့မြတ်ရာတပ်ပအမထမ်းလိုက်ကြပါကောင်းနေရလဲတဖြည်းဖြည်းနဲ့မဲမောင်လာပါတော့တယ်ကျော်ကလည်းကြောက်လာပါပြီမြတ်ရာလည်းဖေနဲ့အမေကိုအော်ခေါ်ရင်းနဲ့ငိုနေပါတော့တယ်ငိုပါနဲ့မြတ်ရာရဲ့မငိုနဲ့လို့ပြောနေရနော်ခေါင်းကငိုနေတဲ့ကလေးစီကိုလာတတ်တယ်ဆိုတာမမတ်မိဘူးလားရုတ်တရက်ဆိုပင်တရက်ပင်ကြီးရဲ့နောက်ကျော်ဖက်ကကျဲတံမျိုးကျွန်တော်ကြားလိုက်ရပါတယ်တန်ဟာလူရဲ့တန်မဟုတ်ပဲကျက်သွေးရဗလက်စီယာကောင်းတဲ့အသက်မျိုးပါပဲညာညာချစ်ချင်းငိုတန်ကိုရက်သွားပြီးတော့ကြောက်လန့်နေကြတယ်ကျွန်တော်ကြည့်နေပါတယ် အကုန်ကုထူးတော့အဲ့ဒါဘာတန်လဲခေါင်းခေါင်းခေါင်းပြလားဟင်မဟုတ်ပါဘူးညာဟဲ့လူရဲငယ်အတန်ဖြစ်မှာပါကျွန်တော်ရဲ့စကားမဆုံးခင်မှာပဲအဲ့ဒီရဲတန်ထက်ကြရရပြန်ပါလေဒီတစ်ခါမှာတော့အဲ့ဒီတန်ဟာတရက်ပင်ကြီးရဲ့အပေါ်ကနေလာနေတူပါပဲကျွန်တော်တန်လာရဖက်ကိုဝန်းကြည့်လိုက်ပြီမင်းလေဘာမှမမြင်ရပါဘူးအမောင်ကအရာအလုံးဖုတ်ကွယ်ထားပါတယ်ညရာတော့ကျွန်တော်ရဲ့ပကုံးမှာခေါင်းအပ်ပြီးတော့ချက်ကြီးတကင်းနဲ့ဟိုပါတော့တယ် ကိုတူးသောပြရာဒီရည်ခေါ်တော့ပေးပါတော့နော်ပြရာအရင်ကြောင့်နေပြီခါဝပြရာဘလောက်ခေါ်တော့ပါကျွန်တော်မြရာကိုကြောဖို့တင်ပြီးတော့တရပင်ကြီးကလေမြန်စွာ နောက်ပြလက်ထက်ကိုရှုံးပြလိုက်ပါတယ်ကျွန်တော်ထွက်လာနေတော့မှာပဲတရဒီတလုံးကမြေပြင်ပေါ်ကြားတဲ့အတန် ကြားလိုက်ရပါယုတ်တိရဲ့ရက်ပြီးတော့တရက်ပဲဖဲကိုပြန်လဲချစ်လိုက်ပါကျွန်တော်ရဲ့ရင်ထဲမှာဘလောင်ဆူသွားပါခြေတော့တက်တွေကတုတ်ခါနေပါပြီးတော့အာတိန်ပြီးတော့အော်မေးလိုက်ပါဘယ်သူလဲဒီမှာဘသူရှိနေရလဲအတန်ဟာတိတ်သွားပါတည့်ရတီကနောက်တလုံးကြလာပါဒီတစ်ခေါက်မှာတော့မတော်လက်ဆမှုမဟုတ်ဘူးဆိုတာကိုကျွန်တော်သိချသွားပါပြီတစုံတစ်ခုကကျွန်တော်တို့စောက်ကြည့်နေပါတယ်တော့ထပ်ပြီးတော့အော်မေးလိုက်ပါတယ်မင်းဘသူလဲမင်းဘာလို့ကျွန်တော်လဲအဲ့လိုနေပြီးတော့တိတ်ဆိတ်စွာနေပဲစောက်ကြည့်နေလိုက်ပါတယ် ်တည့်သည့်နှလုံးဟာထက်ကြလာပါလေ။ညရာကျွန်တော်ရဲ့ကြောပေါ်ကနေပြီးတော့ငိုတန်ပြင်းပြင်းနဲ့တုံညီနေပါလေ။ကျွန်တော်သူ့ကိုငိုတာရက်ဖို့တိုးတိုးလေးပြောလိုက်ပါလေ။ဒါပေမဲ့ညရာမရပါဘူး။မကြောက်ပါနဲ့ညရာရဲ့ခေါင်းကသူနဲ့သူရှိကျင်တဲ့ကလေးတွေကိုပဲခေါ်တတ်တာ။ခေါင်းကငိုနေတဲ့ကလေးတွေကိုပိုကြိုက်တယ်နော်။တော့အဲ့ဒီစကားကိုညရာကိုပြောပြရနဲ့။ဒီဒီသုံးလုံးကစက်တိုက်ကိုကြာလာပါတော့တယ်ကျွန်တော်ချစ်ချင်းမဲ့ဖြေရှားကိုစူးစမ်းပါလေဟာသူ ုတ်ပါဘူးဒီလိုအချိန်မမှန်လဲကြားစရာအကြောင်းမရှိပါဘူးတော့စိတ်ပြအောင်ငယ်စွာနဲ့ပဲနောက်ဆုံးစကားကိုပြောလိုက်ပါတယ်ဘယ်သူပဲဖြစ်ဖြစ်ကျေးဇူးပြုပြီးတော့ကျွန်တော်ရဲ့ညီမလေးမိုးတာရက်သွားရင်ကျွန်တော်ဒီနေရာနေပြီးတော့ထွက်ခွာခွဲပြုပါလို့တောက်ဆိုပါရဲ့ကျွန်တော်ကြောင်းပဲစောင့်နေလိုက်ရပါတယ်ဘာတန်းမှမကြားရတော့ကျွန်တော်တို့တေးပင်ကြီးကိုကြောပြန်နေပြီးတော့ညနိုင်တမျမြန်မြန်ခြေလမ်းတွေကိုစတင်လိုက်ပါပြောပေးနေကြတယ်ဟိုရောက်ခါနေမှာမှတည့်ရတရားထက်ကြလာတဲ့အတန် ောက်ဆုံးတစ်ချိန်ကြားလိုက်ရပြီးတစ်ခါမှတော့ကျွန်တော်နောက်ပြတ်မလဲတော့ပဲねပြေးတော့ပါတော့တယ်ညာယာကိုကြုံးပိုးပြီးတော့ငှက်ပြောတော်တဲ့ကနေပြီးတော့အမြန်ဆုံးထွက်ပြေးနိုင်ဖို့စူးစမ်းနေတော့ပါပဲဒီဒီတလောကကျွန်တော်ရဲ့ရှေ့တက်တဲ့ကိုလာကြပါ ော့မောပန်းပြီးတော့တက်ရှူမဝတော့ပါဘူးညရာကိုမြေပေါ်ချပြီးတော့ကျွန်တော်ဒူးထောက်ချလိုက်ပါဒါကဘာလဲဆိုတော့တိချင်းစိတ်ကကြောက်ရွံ့စိတ်တဲ့ပေါလောလာပါတယ်နော်ခြေထောက်ကြားနေပြီးတော့တင်းပင်ကြီးရဲ့ဖက်ကိုလမ်းကြည့်လိုက်ပါတယ်ဒီတိချင်းမှာတော့ကျွန်တော်တို့ရဲ့မျက်လုံးကမာရွေးမြင်အောင်နေရလားစိတ်ကူးနေမြင်လားဆိုတာကိုမသိတော့ပါဘူးကျွန်တော်မြင်လိုက်ရတာဟာတရဲ့ပင်ကြီးရဲ့ကိုင်းခက်တွေပေါ်မှာပိန်လီညိုးချောင်းနေတဲ့အရေးတစ်ခုဟာခြေချိတ်ပြီးတော့ထိုင်နေတာဟို ါပဲသူရဲ့ခေါင်းမြေပြောင်ကြီးကလည်းလက်မင်းအလင်းရောင်မင်းမင်းအောက်မှာတလင်းလင်းနဲ့တောက်ပနေပါတယ်ကျွန်တော်မျက်ရည်တွေစီကြလာပြီးကြောက်လန့်လို့ချိန်လန်းမလန်းနိုင်တော့ပါဘူးဒါပေမဲ့ကျွန်တော်တသိတူကိုစုပြီးတော့ညရာကိုပြန်ပွေတင်လိုက်ပြီးပုံမြန်အောင်ပြေးလိုက်ပါတော့တယ်ခေါင်းကိုညင်ချန်စီကိုရောက်လာတော့မှပဲတည့်ရတီတွေရဲ့ရိုက်နေတဲ့အတန်းကကျွန်တော်တို့နောက်ကနေပြီးတော့လိုက်နေတော့မှပဲညရာကကြောပေါ်ကနေပြီးတော့တုံတုံရင်ရင်နဲ့ပဲတဲနဲတော့ လေမြရာတည့်ရတီဘယ်နှလုံးကြသွားလဲဆိုတာကိုရေတွက်နေပါတော့ရဲ့နာလေကွဲသွားမတတ်ပါဘူးဝါချက်အနေပြီးတော့အလင်းအောင်ထွက်ပေါက်ကိုမြင်လိုက်ရတဲ့အခါမှာ တော့ဟေးမေကဲပါဦးကဲကြပါဦးကျော်တို့ဝါးချံအတီးပြီးတော့ထွက်ပြေးလာပြီးတော့မြေပြင်ပေါ်လဲကျသွားပါတယ်လူတွေကွဲသွေးတွေထွက်လို့ပါပဲအေးနဲ့အမေကလည်းချစ်ချင်းကိုပြေးလာပြီးတော့ဟဲ့မင်းတို့ဘာဖြစ်တာလဲဘလို့ဖြစ်ပြီးတော့အဲ့ဒီဝါးချံတဲ့ကိုရောက်နေကြရတယ်ဒါငါတို့လယ်ခွေးရနေပြီးတော့တုံးမိုက်လုံးဝေးရတခြားလယ်ခွေးတော့ရောပါရမဆုံးချင်းတွေ့ဝေးသွားပါတယ်ကျော်တို့လမ်းလျှောက်လာခဲ့ရတဲ့ခီးတုံလေးလို့ထင်ရပြီမယ် တကယ်တော့မဟုတ်ခဲ့ပါဘူးကျောင်းနဲ့ကျောင်းရဲ့ညီမလေးမြရာရွာထဲကိုပြန်ရောက်လာတော့ပြသားနေရလဲနတ်ကောက်တယ်လို့ယူကြည့်ပြီးတော့ကျောင်းတို့အတွက်ရိုးရဝူးညင်ခေါ်ချင်အခမ်းအနားတွေကိုလုပ်ပေးကြရပါတယ်ကျောင်းတို့မှမနေရစလို့တပတ်နေပါလောက်ဖြားနာကျမ်းမာရင်မကောင်းဖြစ်ခဲ့ရပါတယ်အဲ့ဒီဖြစ်ဖြစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျောင်းတို့လယ်ခွေးထဲကိုတယောက်တည်းမသွားရကြတော့ပါနောက်ပိုင်းမှာတော့အဲ့ဒီတရရဲ့ပင်ပိုက်ရှင်ဟာတရရဲ့ပင်ကြီးကိုခုတ်ပစ်လိုက်မှာပဲကျောင်းနဲ့မြရာအဲ့ဒီလယ်ခွေးထဲကိုပြန်သွားရဲခဲ့ကြပါလားဗျမဲအဲ့ဒီကျောင်းတို့ ဘူးမှထပ်မပြောပြရဲတော့ပါဘူးဒီနေ့ဒီကျွန်တော်မမေ့နိုင်သေးတဲ့အဲ့ဒီထူးဆန်းတဲ့တွေ့ကြုံမှာကျွန်တော်ရင်ကျွန်တော်ညီမလေးစကားပြောတိုင်းမှာလည်းရောက်စလုံးကြောက်ရွံ့ကြတော့ပါပဲကျွန်တော်တို့ကြုံတွေ့ခဲရတဲ့အရာတကယ်ရှိတဲ့ကောင်းလားဒါမှမဟုတ်ကလေးစိတ်ကူးနဲ့ဖန်နီးခဲ့တဲ့ပုံရိပ်တခုလားဆိုတော့ဒီနေ့ချိန်ကြီးတော့ကျွန်တော်တို့မောင်နှမနေရတေးချာတာမသိနိုင်သေးတော့ပါဘူးဗျကဲပိတ်တက်ကြီးရေဒီနေ့ကျွန်တော်ပြောပြတဲ့ဇာတ်လမ်းလေးကတော့အဲ့မှပဲပြီးဆုံးသွားပါပြီဒီဖြစ်ဖြစ်တွေဟာငယ်စဉ်ကခလေးစိတ်နဲ့ကြုံခဲ့ရတဲ့စိတ်ကူးရင်အိမ်မက်ဆိုလာ ားဒါမှမဟုတ်ရှေးလူကြီးတွေတတိပေးခဲ့ခေါင်းဆိုတဲ့ပုံမြင်တကယ်ကိုပဲတိတ်ဝင်ခဲ့တာလားဆိုတာကိုကျော်တို့မောင်နှမနဲ့ရယနေ့အထိတိုင်အောင်အဖြေရှာလို့မရသေးပါဘူးဗျဒါပေမဲ့ကျော်တို့မောင်နှမနဲ့ရခံယူမိလိုက်တဲ့သင်ခန်းစာတစ်ခုတော့ရှိပါတယ်အဲ့ဒါတော့လူကြီးစကားကိုနားမထောင်ပဲအစင်မချင်းစူးစမ်းမိရဲ့အခါကိုယ့်ရဲ့တတ်မှတ်နေမြင်ရနေလမ်းမပြီးတော့ပုံနစ်တဲ့အမောင်ကလေးကိုရောက်သွားတဲ့အခါမှာကိုတကယ်မမြင်သင့်ကြုံတွေ့တဲ့အကြောင်းမေးဖွယ်ရတဲ့ခုခုနဲ့ထိတ်တိတ်တွေးဆရတဲ့လေဆိုတာပါပဲ ြောတို့လမ်းမခဲလို့မိုင်ပေါင်းများစွာဝေးတဲ့နေရာကိုရောက်သွားခဲ့တယ်လို့မျိုးဘွားမှလည်းအစင်ချင်းနဲ့စော့စားမိရင်တော့လမ်းမမိရင်ကိုဘွားနဲ့ဝေးကွာတဲ့မလိုလားအပ်တဲ့အခြေအနေစီကိုရောက်သွားနိုင်ရဲ့ဆိုတာကိုအတိပြုစေချင်ပါတယ်အခုဝိတက်ကြီးကိုကျွန်တော်မေးခေါ်တစ်ခုမေးချင်ပါတယ်ကျောင်းရဲ့ညီမလေးညရရဲ့လမ်းမမှာပေါ်ခဲ့တဲ့ကုတ်ချစ်ရာကျောင်းတို့မောင်နှမနဲ့ရောက်ရှေ့ကိုတဲတဲ့ကြားခဲ့တဲ့တည့်ရည်အဲ့ဒီအရာတွေကခေါင်းဆိုတဲ့တဘွားလောနတ်ဆိုတကောင်ရဲ့လောက်ရလာဒါမှမဟုတ်ကိုရဲ့မစင်မချင်းစူဇန်းလိုစိတ်ကဖန်တ ီးလိုက်တဲ့အမောင်တဲက၆လက်မှုတစ်ခုလားပိတက်ကြီးရဲ့အမြင်အရဘလို့လဲပိတက်ကြီးမြင်ခဲ့တဲ့ဒါလိုက် comment box မှာဖြေပေးခဲ့ကြအောင်နော်ကျွန်တော်ရဲ့ channel လေးမှာကြောင်မင်ဖွဲရာကောင်းစရာတွေနဲ့ဘုဒ္ဓတရားစရာတွေကိုအပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့တနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပေးနေတာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးရင်လုပ်ပေးကြပါဦးလို့ကျွန်တော်မြင့်တရားခံပြောပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ